ပဲသမားလုံးမင်္ဂလာပါအီတလီ TV series လေးဖြစ်တဲ့ Anna ကိုတင်ဆက်ပေးကြပါမယ်။ဇာကားကအနာဂတ်အခြေတစ်ခုကကဘာပြတ်တယ်လို့ဖြစ်သွားတဲ့ကာလအလွန်လေးမှာစတင်တည်ထားပါဗျ။ကဘာကြီးမှာအနီရောင်အဖျားလို့ခေါ်တဲ့ယောဂကူးဆက်ခံရတယ်။အဲ့ဒီယောဂဖြစ်လာရင်တစ်ခုလုံးမှာအနီရောင်အဆက်ပြောက်တွေပေါ်လာပြီးတော့တရင်ပတ်အနှဲငယ်ကြရင်တေဆုံးပါလေ။ဒါပေမဲ့ဒီ virus ကကလေးရစ်ကိုမထိခိုက်ပါဘူး။ဒါပေမဲ့လည်းကလေးရစ်ကိုကူးရင်တော့သူကခန္ဓာကိုယ်ထဲအောင်းနေပြီးတော့လူကြီးဖြစ်လာရင်တော့စားပစ်ပါလေ။ပြီးတော့ဒီ virus ကမြုံလဲမြုံစေတော့လူသားတွေတည်ရှိမှုကတော့ချိန်ချောင်းနေတယ်။ အဲ့လိုကဘာမှာ73နှစ်အရွယ်ကောင်မလေးအန်နာက9နှစ်အရွယ်သူ့မောင်လေးအက်စတိုနဲ့အတူတူနေနေပါတယ်သူတို့ကမျိုးရက်ကအန်နာရှာလာတဲ့ဒိတ်လွန်စာတွေကိုစားပြီးတော့အသက်ရှင်နေကြတာပါသူတို့နေရာလေးကိုတန်ဆူးကြိုတွေနဲ့ကာထားပြီးတော့အက်စတိုကိုအဲ့ဒီကနေထွက်ခွင့်မပြုပါဘူးသူသာပြင်ထွက်ရင်မွန်စတာတွေကစားသွားမှာလို့အန်နာကသူ့မောင်လေးကိုပြောထားတယ်သူတို့အဲ့လိုနေလာလား9နှစ်ရှိပါပြီဇကာကအန်ဒီယောအဖျားယောကစားဖြစ်တဲ့အချိန်ကိုပြန်ပြထားပါတယ်သူမိမတွေကအန်နာကိုမျှပြီးတော့တာဝန်ယူနေကြတာပါအန်နာကသူ့အဖေကိုပို့ပြီးတော့ချစ်ပါတယ်တမနမှာသူတို့သားဖားနဲ့အတူတူပုံနဲ့ကစားနေတော့သူ့မေမာရီယာအခန်းထဲကိုအလောတကြီးဝင်လာတယ် အနည်းအောင်အဖျက်ကချက်ချင်းပြက်လာပြီမလို့သူမကအန်နာကိုတောဘက်ကိုခေါ်သွားကြနေတာပါသူ့အဖေကစိတ်မပါပါပဲဝီကန်မှာတွေ့မယ်လို့သူတမီးကိုဂရီဘေးနဲ့ခွင့်ပြုလိုက်တယ်မာရီယာကတောဘက်အိမ်ကတက်တော်ရဲမှာပါအဲ့ဒီမှာသူအီဇာဒါမီယာနိုနဲ့နိုးဆိုးရွယ်သူသားအက်စတိုတို့နဲ့အတူနေနေပါတယ်သူမိဘတွေကွဲတာသူတို့ကြောင့်လို့ထင်တယ်လို့အန်နာကသူတို့ကိုမုန်းနေတယ်မာရီယာကအန်နာကိုအက်စတိုနဲ့အဆင်ပြေစေဖို့ကြိုးစားပေမဲ့မရပါဘူးအနီယောင်ဖျားကြီးကကုဆတ်မြန်ယောဂအဖြစ်ပြန့်နေလာတော့မာရီယာနဲ့ဒါမီယန်တို့ကတက်နိုင်တဲ့မြမျိုးတွေမသွားတော့ပါဘူး။ဒါပေမဲ့ယောဂကသူတို့မျိုးစီရောက်မလာသေးတော့အန်နာနဲ့အက်စတိုတို့ကအကြောင်းကိုပုံမှန်သွားရပါတယ်။ တိုင်းရမှာသူတို့အเจ้าကဆေးရတယောက်အနီပြားနဲ့ဆေးကူရတယ်ကြတော့အကုန်လုံးဘယံပါတာဖြစ်ကုန်တယ်မိဘတွေကကလေးတွေကိုပြန်လာခေါ်တယ်မာရီယာကဖုန်းကိုအကျိန်အများကြီးခေါ်ပေမဲ့သူကပြန်မဖြေပါဘူးဘာဖြစ်လဲဆိုရင်သူကဒါမီနိုနဲ့လဲထုံနေရင်းနဲ့အလုရှုံနေလို့ပါအเจ้าမှာအန်နာနဲ့သူ့မောင်မဲကြံခဲ့တော့တယ်ဆေးရင်ကောင်းတဲ့ဆီယမ်လိုက်အင်ဂျင်ကသူတို့နှစ်ကိုလိမ့်ဆံမသိဘဲနဲ့အိမ်ပြန်လိုက်ပို့ပေးပါတယ်လမ်းမှာအန်နာကလမ်းပြပေးပေမဲ့တေတော်နဲ့ရောက်လာတော့လမ်းပြောက်သွားတယ်အင်ဂျင်ကဖုန်းမရမကခေါ်ပေမဲ့လဲထုံမင်္ဂလာအခမ်းအနားကလည်းမပြီးသေးတော့မာရီယာကမကင်အားပါဘူး သူမကားထဲကနေထွက်လိုက်ပြီးတော့လေစားတော့ဆိုင်ပန်ရှင်ကိုရှော့နေတဲ့အတွဲနဲ့သွားတိုးမိတယ်။သူတို့ကသူမနာကတ်လာပြီးတော့သူမကိုလည်းဓာတ်လက်ဆောင်ပေးတော့ပါတယ်။အဆုံးမှာအန်နာတို့မောင်နှမနှစ်ယောက်ပဲအားကိုးရမယ်ကြံခဲ့ပြီးတော့လဲထွန်လွန်ပြီးတော့ကလေးတွေကိုမေ့နေတဲ့သူတို့အမေရှိရာစီချေလင်းလျှောက်သွားကြပါတယ်။အိမ်မှာတော့ဒါမီယန်တို့ရဲ့ပခုံးမှာအနီရောက်အမှတ်ကြီးကိုမာရီယာကမြင်လိုက်ပါတယ်။သူမကသူ့ဘဲကိုအိမ်ထဲကထွက်သွားခိုင်းတယ်။ဘာဖြစ်လို့လဲဆိုရင်သူမသာထက်ကူးခိုင်းရရင်ကလေးတွေကြီးကြံခဲ့တော့မှမလို့ပါ။ဒါမီယန်တို့ကထွက်သွားဖို့တွန်းဆွလေတော့မာရီယာကသူ့ဖုန်းထဲကနေအင်ဂျယ်ပို့ထားတဲ့အတန်မက်ဆေ့ချ်တွေအများကြီးကိုတွေ့သွားပါတယ်။ ဒါကြောင့်မလို့ချက်ချင်းလိုက်ချပြီးတော့အိမ်ပြန်ခေါ်လာတယ်။ weekend မှာအန်နာအဖေကသူ့သမီးစီလာလဲပေမဲ့မြင်ရတဲ့အခြေအနေကမကောင်းပါဘူး။မာရီယာကသူ့ကိုအတွင်းထဲကိုပေးမဝင်ဘူး။အဲဒီညနေမှာအန်နာကသူ့အဖေကားထဲကိုပြန်ဝင်သွားပြီးတော့သတိလည်သွားတာကိုတွေ့လိုက်ရပါတယ်။ဂျပန်အတွင်းမှာလည်းမာရီယာအပါဝင်လူတိုင်းကူးဆက်ခံရရတယ်။သူမတိတ်မနေရတော့ဘူးဆိုတာသိရောသူ့ကလေးတွေအတွက်စိတ်ပူလာပါတယ်။ဒါကြောင့်မလို့ကဘာအတွက်မှာသူ့ကလေးတွေအသက်ရှင်နေနိုင်ဖို့လမ်းညွှန်စာဆရေးတယ်။ပထမဆုံးအချက်ကဘလို့ကိစ္စတွေပဲဖြစ်လာလားအန်နာကသူနဲ့သူ့မောင်လေးကိုစောင့်ရှောက်ရမယ်သူတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်ပူးကတ်ထားရင်လည်းဖြစ်လာသမျှအတူတူရင်ဆိုင်ရမယ်ဆိုတာပါ ပြစ်ဆုံးပံကလာမှာတော့အရွယ်ရောက်လာပြီဖြစ်တဲ့အန်နာကသူတို့ကိုပြင်ပကဘာကြီးကနေတစ်ပင်တွေကကာကွယ်ပေးထားတာဖြစ်ပြီးတော့သူတင်မသာအက်စတိုအနေနဲ့အပြင်သွားနိုင်မယ်လို့ပြောတယ်။ဒါကြောင့်မလို့အက်စတိုကသူမမြန်မြန်သေးပါစေလို့ဆူတောင်းလိုက်ပါတယ်။မနက်အစောကြီးမှာအန်နာကမျိုးရဲသွားပြီးတော့စားစရာတောက်စရာသွားရှာတယ်။အဲ့ဒီကနေအမောင်ကန်းတစ်ခုလည်းရောက်သွားပြီးတော့ Astro အတွက်အယုတ်လေးတစ်ယောက်ရှာတွေ့သွားပါတယ်။အဲ့ဒီကနေ Charge Down တစ်ခုလည်းရောက်သွားပြီးအဲ့ဒီမှာသူ့လိုပဲအစာနဲ့ချားရည်ရှာနေတဲ့ကလေးတွေကိုတွေ့လိုက်တယ်။ အဲ့ဒီကနေမှအရွယ်ရောက်သူတွေအကုန်လုံးဆုံးသွားတော့ကဘာအတက်မှာကလေးတွေပဲကြီးစိုးနေတယ်ဆိုတာသိတယ်ရပါတယ်သူတို့ကအစာအတွက်ဆိုရင်ဘာမှမစိုးလောက်ကြတယ်အန်နာကတက်တာကြီးတစ်ခုအောက်ကနေ cheese တွေယူဖို့ကောင်မလေးအချို့ကိုကူညီပေးတယ်အဲ့ဒီနောက်သူတို့နာ petro ဆိုတဲ့ကောင်လေးပါရောက်လာပါတယ်သူ့စီမှာအချိုရည်နှစ်ဘူးရှိနေပြီးတော့သူက cheese နဲ့လဲဖို့ပြောတယ်ဒါပေမဲ့အန်နာကလှည့်စားပြီးတော့ cheese တစ်ဝက်နဲ့အချိုရည်ဘူးအကုန်ရသွားအောင်လုပ်လိုက်ပါတယ်ရုပ်ရည်ပဲသူတို့နောက်ကိုအပြာရောင်ကလေးများအဖွဲဆိုတဲ့ကလေးအုပ်စုရောက်လာပြီးတော့ဝုန်းလိုက်ကျဲသွားတယ်သူတို့ကလူတွေကိုရှော့တယ်လူရက်တယ်အဲ့ဒီကနေလူကြီးမရှိတဲ့ကဘာအတက်မှာဆရာဖြစ်နေကြပါတယ် လုခိုင်ရမှာကြတော့အန်နာနဲ့ပီထရိုတို့ကထွက်ပြေးတယ်။အန်နာလည်းလွတ်သွားတဲ့အထိသူတို့ကနောက်ကလိုက်ဖမ်းကြပါတယ်။အန်နာဝေးရောက်တဲ့အချိန်မှာအက်စတိုကတော်တဲ့ပြေးရင်လည်းမတူညီတဲ့ဒရိတ်ဆန်တွေတော့တယုတ်ဆောင်နေရင်လည်းအလုရှုံနေတယ်။ သူကချန်စီယိုပြန်ပတ်မှာတန်လွင်သီးဖို့မြင်တော့လူဘောလောက်ပါတယ်အဲ့ဒါကနေအပြင်ဘက်အတော်လေးရောက်လာတယ်ဆိုတာသတိထားမိပြီးတော့မွန်ဆာတွေကြောက်လို့ပြန်ပြေးပါတယ်ပြီးတော့မွန်ဆာတွေမမြင်အောင်အမိုက်အကြီးဖုံးပြီးတော့တန်လွင်သီးဖို့ကိုပြန်သွားယူတယ်မြို့ထဲမှာတော့အန်နာတို့နဲ့အပြာရောင်ကလေးတွေနဲ့ဝေးလိုက်ပြီးတော့တကယ်ချင်းလှုပ်လိုက်ကြပါတယ်အပြာရောင်ကလေးတွေကအနန်းနဲ့အနေရောင်အဖျားကိုကုသနိုင်တဲ့လူကြီးတွေကိုဖမ်းထားတယ်လို့ကောလာဟာလာတွေလည်းထွက်နေတယ်ဒါဟာသူတို့ရဲ့အာနာကိုတည်တန့်ခြင်းလို့ပြောနေတာမလို့ဘယ်သူမှမယုံကြပါဘူးလမ်းမှာပီထရိုကအနီးပြားနဲ့တေလူလူဖြစ်နေတဲ့လူတယောက်ကိုတွေ့ပါတယ်ပီထရိုကသူ့ကိုမနာမကျေပဲနဲ့ဘဝကူးနိုင်ဖို့ကူညီပေးပေးမယ်အန်နာကတော့အလုံးမဖြစ်ဘူးလို့ထင်နေတယ် အဲ့နောက်ပေထရိုကသူ့ဆိုင်ကနေအန်နာကိုလိုက်ပေါ်တယ်။အန်နာကသူ့အိမ်နေရာကိုမပြောတော့သူ့ကိုတွေ့ချင်မြေကမ်းဘေးကိုလာဖို့ပေထရိုကပြောလိုက်ပါတယ်။အဲ့မှာတော့အက်စတိုကသူ့မယ်တော့အခန်းကိုသွားတယ်။အဲ့ဒီမှာမာရီယာရဲ့အယိုးတွေကအဲ့ရပေါ်မှာရှိနေတော့မှာပဲ။သူ့အယိုးနဲ့အဲ့ရပေါ်မှာလက်ဝဲရတနာတွေနဲ့ပြည့်နေပါတယ်။ကောင်းလေးကသူ့မေရေးထားခဲ့တဲ့စာအုပ်ကနေလမ်းကြောင်ချက်တွေဖတ်တယ်။အဲ့ဒီမှာစားစရာတစ်ခုခုတွေ့လိုက်ရင်တက်တန်းလုံမလုံကြည့်ရမယ်ဆိုတာပါပါတယ်။ဒိတ်ကကြည့်လို့မရရင်အနံ့ကိုရှူကြည့်ရမယ်။ပြီးရင်စူပွတ်အောင်လုပ်ရမယ်လို့ပြောထားတယ်။ခုရလာတဲ့ပလင်းကအနံ့ဆိုးနေပေမဲ့ဂယုမဆိုင်နိုင်တော့ပဲနဲ့အက်စတိုကစားပြစ်ပါတယ်။ တိတ်မကြခင်အန်နာပြောင်းလာတော့သူ့ပါလာလာရဲ့ကြီးပေါ်အက်စတိုလဲစိတ်လှုပ်ရှားနေတယ်အန်နာကသူ့မောင်လေးအပြင်မထွက်ရဲဖို့သူ့တော်မွန်စတာတွေနဲ့တိုက်လာရသေးတယ်လို့ပြောလိုက်ပါတယ်နောက်ခန်းမှာတော့ဂုံနဲ့တူတဲ့နေရာမှာခရီးသွားရောက်ကိုတွေ့ရတယ်သူတို့ကတန်ကျိုးတစ်ချောင်းကိုဆွဲလာကြပြီးတော့တစ်ခါမှလူကြီးတယောက်ရှိနေပါတယ်အဲ့ဒီလူကြီးကဘာလို့အသက်ရှင်နေသေးပြီးတော့ခလေးတွေကဘာကြောင့်ထိမ့်သိမ်းထားရဲဆိုတာတော့မသိသေးပါဘူးအဲ့နောက် မာယိုနဲ့ပါလိုဆိုတဲ့အမောင်တယောက်ကိုတွေ့ရမှာဖြစ်ပါတယ်။သူတို့ကကွန်ပျူစီလဲလဲတဲ့စတိုးတစ်ခုပိုင်ပြီးတော့မြေပုံတွေရောင်းပါတယ်။ဒါကိုဝယ်ဖို့အစားအစာနဲ့လဲလဲရတာပါ။တမနက်မှာအကြီးကောင်ပါလိုကအနည်းရောအမှတ်သားကြီးနဲ့လိုးလာပါတယ်။ ်မာယောကိုစစ်ကြည့်တော့သူ့မှာကြတော့မရှိပါဘူးဒါကြောင့်အသိမကြခင်ပါလို့ထွက်သွားရတော့မှာသူတို့ကစူထားတဲ့အစားအစာမှန်တယ်များစားပြစ်ပြီးတော့နောက်တစ်ပတ်ကိုသူတို့ဘဝအတွက်အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ဆုံးဆန္ဒအနေနဲ့ပါလို့ကရေခဲမှုစားကျင်နေတယ်ဒီတော့သူတို့မှာရေခဲတက်တာကလွဲပြီးတော့အခြားပါဝင်ပစ္စည်းအကုန်ရှိနေပါတယ်ပါလိုကမြင်ကြီးတက်မှာတွင်းတူပြီးတော့မြေရောက်ကန်းလို့ပို့မာယိုကိုအကြံပေးတယ်။သူဆုံးသွားရင်ဒီနေရာကိုတုံးပြီးတော့ရေကဲမို့လို့ခါလူတွေကိုရောင်းလိုက်ပါမယ်။တက်တော်ထဲမှာတော့အန်နာတို့ကကစားရင်းနဲ့ပြောနေကြတယ်။နောက်ဆုံးမှာအန်နာကသူ့မှာကိုအချက်နဲ့ပတ်သက်ပြီးတော့တင်ပြပေးပါတယ်။ နောက်မှလည်းမှာအန်နာကမျိုးတဲထွက်သွားတယ်ဒီခါမှာတော့ပီထရိုနဲ့တွေ့ဖို့ကန်းချေပတ်သွားတဲ့လမ်းကိုတုံတယ်သူမျော်လင့်ထားတဲ့အတိုင်းပီထရိုကိုတွေ့ပါတယ်သူတို့ရေတူတူကိုတယ်ပြီးတော့စကားပြောရင်းနဲ့ဂျန်နဲ့တနစ်တာကိုဖြုံးပါတယ်ပီထရိုမှာလူရဲကိုဟိုက်သွားစေတဲ့အရေးရှိနေတယ်ဒါကိုသူတို့ဆန်းသုံးပြီးတော့ကန်းချေမှာတယောက်နဲ့တယောက်ကြည့်ရင်လင်းနေကြပါတယ်အဲခါမှာသူတို့ကဒီ60ယောက်ကြီးမဖြစ်ခင်ကတည်းကတိကျသူတွေဖြစ်မှန်းသိလာတယ်အန်စတိုကတော့တက်တော်ထဲမှာတကောတော့ပါတီကြနေပါတယ်သူကမိခိုးတဲ့အများကြီးဖြစ်လာဖို့သူ့ပစ္စည်းတွေကိုမီးရှို့တယ်အဲ့ဒီချိန်မှာပဲတက်တော်နားမှာရောက်နေတဲ့အပြာရောင်ကလေးများအဖွဲ့ကမိခိုးတွေမြင်ပြီးတော့ဘဲကားလာတယ်ဆိုတာသိဖို့လိုက်ရှာပါတယ် ကလေးဖိုက်တာလေးတွေသူတို့အိမ်ထဲဝင်လာချိန်မှာအက်စတိုကသူ့အမေအင်ဂျီကြီးဝတ်ပြီးတော့အိမ်ထဲမှာရှောက်ပြင်းနေတယ်။သူတို့ကသူ့ကိုဘာမှထိခိုက်အောင်မလုပ်ပေမဲ့လိုချင်တဲ့မှန်သမျှကိုဟိုကောင်းလေးလိုယူသွားကြပါတယ်။ကောင်မလေးတစ်ယောက်ကမာရီယာဥကောင်းကိုယူလာပြီးတော့ဟာသလုပ်ပေးတယ်။လူဆိုးလေးတွေရဲ့ကောင်းဆောင်ကအက်စတိုကိုခေါ်ပါတယ်။အဲ့ဒီမှာသူနဲ့သူ့မဟာဒီကဘာကြီးပေါ်မှာနောက်ဆုံးကြံခဲ့တာလို့ပြောထားတာမလို့သူကအန်ဟန်းတင်နေတယ်။ဒါပေမဲ့သူ့ဝင်ကိုလူနေကြတာမြင်ပြီးတော့အားလုံးပြောင်းလဲသွားတယ်။အက်စတိုကစာဖက်တတ်မဲ့တည်သွားတော့သူ့အဖွဲတဲ့ကိုဝင်ခိုင်းတယ်။အကောင်လုံးယူပြီးတော့မီးမရှို့ပဲနဲ့သူတို့ကထွက်သွားပါတယ်။ခေါင်းဆောင်ကသူတို့နဲ့လိုက်ခတ်ဖို့ခေါ်တော့အက်စတိုလည်းဘာမှမမေးဘဲနဲ့လိုက်သွားတယ်။ ဒါပေမဲ့သူတို့တန်ဆူချိုးကိုကြော်နေတော့အန်ဆိုကမွန်ဆာတွေကြောက်လာကြောင်ကြော်ဖို့ညင်းပြီးတော့ထွက်ပြေးပါတယ်နောက်ကလိုက်ကြတော့အန်ဆိုလည်းတစ်ပင်ပေါ်တက်ပြေးတယ်အောက်ဆင်းကပ်ကိုပြောတော့သူလည်းခိုင်းပြစီသွားရင်လည်းတန်ဆူချိုးတစ်ဖက်မှာပြုတ်ကျသွားပါတယ်ပထမတော့သူ့စိတ်ထဲမှာမွန်ဆာတွေမြင်နေတယ်ပြီးမှအသေးစိတ်ဝင်လာတော့သူ့တဘောကလုံးညာကန်ထားရတာကိုသိသွားပါတယ်အမှန်တရားကိုသိသွားတော့သူလည်းအဲ့ဒီအပွင့်နောက်ကိုအတော်ဆုံးမရှိလိုက်သွားတော့တယ်အဲ့ဒီနောက်အဲလာပြောင်းလာပြီးတော့သူ့အိမ်အခြေအနေကိုတွေ့သွားတယ်ပြီးတော့သူ့မောင်ပြောင်းနေတာမဟုတ်လို့အယံကိုစိုးရင်သွားပါတယ်။ဒိုင်ယန်ဘောကအပြာရောင်ဆေးရီကိုမြင်မှသူ့အိမ်ကိုအပြာရောင်ကလေးများအဖွဲဝင်မှွေသွားတော့ကိုသိသွားတယ် တင်တော်ထဲမှာသူ့မကို లై ရှာနေရင်ကနေသူလည်းသတိလင်လဲကြသွားပါတယ်အိမ်မထဲမှာအန်ထရိုကိုစားရှောက်မှမလားလို့မေးနေတဲ့သူ့အမေကိုမြင်နေရတယ်မကြမီအန်နာလန်လို့လာပြီးတော့သူ့မကိုလိုက်ရှာဖို့ပြင်ဆင်လိုက်ပါတယ်ပထမဆုံးပက်ထရိုစီကိုသွားပြီးတော့အပြာကလေးတွေကိုဘယ်မှာရှာနိုင်မလဲလို့မေးတယ်ပက်ထရိုကသူတို့အရင်ကရှိတဲ့နေရာကိုပြောပြတော့အန်နာကသူ့မောင်ပြောက်သွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးအပြစ်တင်ပါတယ်အဲဒီနောက်အန်နာကအမွာဆိုင်ကိုသွားပြီးတော့မြေပုံကိုဘက်တရီနဲ့သွားလဲတယ်သူ့မကိုမာယိုကလက်ခံတွေ့ပြီးတော့သူ့မမှာယောဂမရှိဘူးဆိုတာကိုတက်တယ်ပြခိုင်းပါတယ်အန်နာကသူ့အင်ကြီးကိုအပေါ်မြောက်ပြတော့မာယိုကအတွင်းကိုဝင်ခိုင်းလိုက်တယ် မယောကအပြာရောင်ကလေးအဖွဲကတယောက်ကိုအမောင်ခမ်းမှာဖမ်းရတယ်လို့ပြောတယ်။တကယ်ကအဲ့ဒါသူ့ကိုပါ။ဒါကိုအန်နာကယုံပြီးတော့သူ့နောက်ကိုလိုက်သွားတယ်။ဒါပေမဲ့မယောကတစ္ဆာဖောက်ပြီးတော့အန်နာကိုဆေးကက်နေတဲ့အခန်းထဲကိုတွန်းချလိုက်ပါတယ်။ဒီအပိုင်းမှာတော့အန်နာကအဲဒီကနေထဖို့ရုန်းကန်နေရချိန်မှာမယောကလောင်ပြောင်ရမောနေနေစကားလေးကပြီးဆုံးထားပါတယ်ခင်ဗျာ။အဆုံးနေတာဆင်ပြေအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။